်မင်္ဂလာပါရှင်ကျမတို့ဖူးဦးရင်ွယ်ပါဒီဗီယိုမင်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါဧပြီလ၂ရက်နေ့ညပိုင်းကယာယီအပြစ်အခက်ရက်စဲထားတယ်လို့ကြေညာခဲ့တဲ့စစ်ကောင်စီကဧပြီလ၃ရက်နေ့မှာပဲ ဟုံးမလင်းတောင်သာနဲ့ကဏီမြို့နယ်တွေမှာလေကြောင်းကနေတိုက်ခိုက်ပြီးညောင်ဦးမြို့နယ်မှာလည်းစစ်ကြောင်းထိုးပစ်ခတ်နေတာကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ဧပြီလ3ရက်မနက်အစောပိုင်း2နာရီလောက်ကမန္တလေးတိုင်းတောင်သာမြို့နယ်တဲတော်ကြီးရွာကိုစစ်တပ်ကပါရာမော်တာစက်တပ်လေထီ3စီးနဲ့120မမဘုံသီးရှစ်လုံးကျဲချတိုက်ခိုက်ခဲ့လို့တဲတော်ကြီးရွာရှေ့ဘက်မှာကြက်ရောက်ပောက်ကွဲပြီးရေကြော်အလယ်ရန်စာတင်ကြောင်းနဲ့အိမ်တချို့ပျက်စီးသွားတယ်လို့ NUG အစိုးရကာကွယ်ဝင်ကြီးဌာနကဧပြီလ3ရက်ညပိုင်းမှာထုတ်ပြန်ခဲ့တာပါ။ ဒါပြင် home lane leader စကန်ဌာနချုပ်ကနေတက်လာတဲ့စစ်တပ်ရဲ့ MI2 ဘတ်စုံ3ရဟတ်ယင်ဟာ home lane မြို့နယ်တွေကကြေးရွာလေးခုမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲဘုံသီး73လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။တနေ့တည်းမှာပဲကဏီမြို့နယ်တောင်ချမ်းကမူထောရွာနဲ့တောင်ပြောက်ရွာကို paramotor စစ်တပ်လေထီးနဲ့ဘုံကျဲသွားတယ်လို့မူထောဒေသခံတယောက်ကလည်းပြောပါတယ်။မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာလည်းဧပြီလ3ရက်မနက်6:00နာရီလောက်မှာ ငါးတယောက်ရဲ့စခန်းကတင့်ကားနှစ်စီးနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာလမ်းတစ်လျှောက်ကမြေတန့်တောင်မအူပင်ကြအိုကြီးရွာတို့ကိုပွိုင်ငါဆက်တနက်ကြီးအပါအဝင်လက်နက်မျိုးစုံနဲ့ပစ်ခတ်တိုက်ခိုက်နေတာကြောင့်ဒေသခံ2000လောက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့အမျိုးသားညွန့်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်ရှင်မန္တလေးမြို့ကအမရပူရနဲ့ချမ်းမြသာစီမြို့နယ်ကမြို့တည်ရက်ွက်ထဲမှာ လင်တန်သိအိမ်နဲ့အဆောက်အုံတွေကိုကိုထူခိုထစနစ်နဲ့ဖြိုချနေရပြီးဖြိုချကသိန်းတထောင်နီးပါးတောင်းတာတွေရှိနေတယ်လို့မြို့ခန်တွေကပြောပါတယ်။မြို့သင်းသတင်းပေးပို့ထားပါတယ်ရှင်။တော်ပြီမက်ရှလာ28ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းစကိုင်းမြို့အနီးကိုဗဟိုပြူပြီးပြင်းအားရစ်တာစကေ9.8ရှိတဲ့ငလင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပြီးတဲ့နောက်နိုင်ငံတော်ဝန်ထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးလက်ရှိချိန်မှာတော့ ပြိုကျပျက်စီးနေတဲ့အဆောက်အုံတွေကိုဖြိုချပြီးရှင်းလင်းရေးလုပ်ဖို့လိုအပ်နေတဲ့အချိန်လေးဖြစ်ပါတယ်။မန္တလေးမြို့ကဒေသခံတွေကတော့လက်ရှိမှာငလင်းတန်သိမ့်အိမ်နဲ့အဆောက်အုံတွေကိုဖြိုချရှင်းလင်းရေးလုပ်ဖို့ငှားရမ်းကတွေအတွက်တိမ်မောင်းများစွာရှိနေတယ်လို့ဆိုပါတယ်။အခုတိုက်တိုက်ရတာမှဒီချက်ကဘာညာနဲ့ဘာညာတောင်းတာတိမ့်တစ်ထောင်တောင်းတာပဲ။အပြက်ကိုအပုံအပြက်ကိုတစ်ထောင်လောက်တောင်းတာ။ အဲနောက်ကျတော့ဒီအပြူပြတ်ထားတာကိုခေါ်ကားငားကားတဲ့အိမ်နေရတဲ့တော့ရှိရလို့ကတော့ချက်ချင်းလုံးနိုင်အောင်မှာမရှိရလို့ကတော့အဲလုံးနိုင်အောင်မှာသူ့ရဲ့ကြည့်ရမှာသူကဒီလူအားနဲ့မရဆက်အားနဲ့မရမှာသူ့ရရမန္တလေးမြို့ချမ်းမြသာစီမြို့နယ်ကမြို့တည့်ရက်ွက်အแทမှာလဲအိမ်ပျက်စီးတွေကိုကိုထုကိုထစနစ်နဲ့ပဲရှင်းလင်းနေကြရတယ်လို့သိရပါတယ်ဒီမြို့တည့်ပတ်ထဲကဆိုရင်တော့ဖုန်ချင်းကပတ်စံပတ်စံကြီးတဲ့လူတွေကတော့ကိုယ့်အားနဲ့ကိုပြင်းနေကြတာပဲ ကျွန်တော်တို့ဘက်ထဲမှာတော့စီပင်နေတော့မမြင်ဘူးဗျာဒါမှမဟုတ်ကျွန်တော်62လမ်းမှာတော့စီပင်လုံနေတာတော့တွေ့တယ်နောက်ဒီဘက်ခြမ်းနေမှာတော့မမြင်ဘူးဒီ62လမ်းမှာကျတော့သူကလမ်းမပေါ်ဒီခါစပိုင်းကျူတော့တာဟုတ်တိုက်တာစပိုင်းကျူတော့သူရှင်းနေတဲ့တောင်းတော့တော့မလုပ်သေးဘူးမနေရတော့တွေ့တယ်အဲ့ဒါကိုဖြတ်ပြီးစီပင်နေနေလုံနေတော့မြင်တယ်ကျွန်တော်ဘက်ထဲမှာတော့စီရီနေပါတော့တိတ်မမြင်ဘူးကြ။ဒီကူတာလေးတွေပဲကိုယ်ကို တို့ပြတဲ့လူတွေငားပြီးတော့လုံနေကြတယ်မြင်လားငလင်တန်ကြောင့်အထီးကပ်ပစ္စည်းများတဲ့ဆောက်အုံပစ္စည်းတွေကိုစေနာဝန်ထမ်းကူညီသူတွေကဆယ်ရက်နီးယားငှားရက်ကအခမဲ့နဲ့ကူညီနေကြတဲ့သူတွေလည်းရှိပါတယ်ဒီလိုကူညီနေသူတွေတဲကတဦးကလည်းဆယ်ရက်နီးယားငှားကအဆောက်အုံဖြတ်ခတွေဈေးကြီးနေလို့မငားနိုင်တဲ့သူတွေရှိတဲ့အကြောင်းပြောပြခဲ့ပါတယ် လက်ရှိရတော့ဗျာကျွန်တော်တို့ဒီမန္တလေးအနေနဲ့ဆိုလို့ရှင်ဒီပြည်သူပြည်သူဝါအနေနဲ့ဆိုလို့ရှင်ဒီဒီမနပိုင်းတပိုင်းနဲ့နေတယ်ဟိုအိမ်ကအလုံး30လောက်တော့ရှိမယ်ဘုံဘုံကြီးเจ้าကတော့နှစ်เจ้าလောက်တော့ရှိတယ်ဗျာဘုံကြီးเจ้าဘောနော်ဟုတ်တယ်ဗျာကျွန်တော်တို့ကအဟိုလိုပေါ့ကျွန်တော်တို့ဒီအကူကြီးတောင်းတဲ့သူတွေကနေတဖင်ကြားရတာတော့အင်္ဂါကားတွေကသူကအော်အဲ့ချက်က ဒီဖျက်ရန်နေငါးကရဒေးကြီးရေပေါ့နော်ဒေးကြီးရောသူတို့မငားနိုင်ဘူးအဲ့လိုတော့သိရတယ်အဲ့လိုတော့ကျွန်တော်တို့ဓာတ်ရိုက်တော့မသိဘူးဒါပေမဲ့ဒီပြန်နေတဲ့သတင်းတွေရဆိုတနအီ၈သိန်းလောက်တော့လို့တောင်းတယ်လို့ကြားတယ်စစ်ကောင်စီကငလင်ပေးတင်ပြည်သူတွေအတွက်နိုင်ငံ15ခုကနေထောက်ပံ့ရေးပစ္စည်း354တန်ကျော်ကေဇေးဤပစ္စည်း465တန်ကျော် စုစုပေါင်း146တန်လက်ခံရရှိထားတယ်လို့ဆိုပါတယ် နိုင်ငံတကာကနေကူညီကယ်ဆယ်ရေးလုပ်သား1500ကျော်လဲရောက်ရှိနေပြီးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြတယ်လို့သိရပေမဲ့စစ်ကောင်စီရဲ့အကူအညီတစုံတရာစစ်ကောင်စီလက်အောက်ခံစီပင်တရားဝန်ထမ်းတွေရဲ့အကူအညီတွေတော့မန္တလေးမြို့ပေါ်မှာမရှိသလောက်နေပါတယ်လို့ဒေသခံတွေကဆိုကြပါဗျ။ကျမမျက်သစင်ပါရှင်။ မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာလုကတ်ခဲ့တဲ့အင်အားပြင်းငလင်ပေးအတွက်နိုင်ငံတကာကအကူအညီတွေပေးဖို့ပြင်ဆင်နေကြတာပါငလင်ဖြစ်ပြီးနောက်ရမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမြန်မာနိုင်ငံကိုအကူအညီမယ်လို့ထုတ်ဖော်ပြောဆိုထားပြီးဒေါ်လာ2သန်းကူညီဖို့ရာထားကြောင်းသတင်းထုတ်ပြန်ခဲ့တာပါ Trump ဆိုရကနိုင်ငံတကာကိုလူသားဆန္ဒအကူအညီတွေပေးနေတဲ့ USAID လုပ်ငန်းတွေကိုပြန်စည်းစစ်တာလုပ်ငန်းရာရည်ရဆိုင်ထားတာတွေကြောင့်မြန်မာနိုင်ငံမှာအရေးပေါ်ငလင်ပေးဖြစ်တဲ့အခါချက်ချင်းမကူညီနိုင်မဲ့ကြံ့ကြာမှုဖြစ်ခဲ့ပါတယ် USAID ကျွမ်းကျင်သူတချို့ကိုဆေးလုတ်ခဲ့ပေမဲ့အဲ့ဒါဟာမြေပြင်အခြေအနေကိုလေ့လာဖို့ပထမဆုံးဆေးလုတ်မှုသာဖြစ်ခဲ့ပါတယ်ဒေါ်လာနဲ့သားပေးမယ်ဆိုပြီးတော့ပြောထားတာအမေရိကန်တိုင်းပြည်အနေထားနဲ့ကြည့်ရင်သူတို့အနည်းဆုံးလို့ဖြစ်အမေရိကန်နှစ်သားများဩစတြေးလျငါးသားတင်တယ် ယူရိုကဆိုရင်ယူရို10သန်းဆိုရင်ဒေါ်လာ12သန်း73သန်းလောက်တော့ရှိပါဘူးဗျာတရုတ်ကဒေါ်လာ73သန်းပေးပြီးပြီဆိုတော့အမေရိကန်အနည်းဆုံးနောက်လူလွတ်တာလည်းအနည်းဆုံးဒီကခရီးရန်လေသာသနာပြုတွေကသူတို့ကတော့တစားစီဖြုတ်လာပြီးတော့ယာယီဆေးုံဆောက်လို့ရတဲ့ပစ္စည်းတွေတင်ပြီးတော့ဘုမာပြည်သွားကြတာပဲဗျာ ဲ့ဒါကိုလက်ခံလက်မခံဤအလုပ်ဖြစ်ဤမဖြစ်ဤကသတင်းမှာထွက်လာသေးတယ်အိန္ဒိယကတော့သူတို့စစ်တပ်တွေအတွက်သုံးတဲ့စစ်ဆေးရုံတွေပေါ့ဗျာအဲ့ဒါတွေကိုဆောက်ပြီးတော့သူတို့ကူညီနေပြီလို့တော့ပြောတယ်ဗျာခါတိုင်းဆိုလို့ရှိရင်ဒီလှုပ်ပြီးဆိုလို့ရှိရင်နှစ်နာရီအတွင်းမှာတူဂီရောဘာလို့မှဖြစ်တော့ရောက်တယ်ကျွန်တော်ဖတ်တယ်ကြားတယ်ပေါ့နော်အခုကျတော့ဒီလောက်ကြာနေပြီဘာသတင်းမှသိမကြားရသေးဘူးဟိုမှာ USAID ကလူတွေဘာလုပ်နေပြီဆိုတာကိုကျွန်တော်တို့မကြားရသေးဘူးသူသိရှင်ကမပြောတော့လေ အကုန်လုံးကအားမရဘူးပေါ့ဗျာ ငလင်လုတ်ခတ်ပြီးနောက်စစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုလက်နက်ကြီးပစ်ခတ်မှုတွေဇက်တိုက်ပြုလုပ်ခဲ့ပါတယ်။မတ်လ28ရက်နေ့ကနေဧပြီလ10ရက်နေ့အထိ9ရက်အတွင်းမှာစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှု32ကြိမ်အထိပြုလုပ်ခဲ့တာကြောင့်ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်52ယောက်အထိသေဆုံးခဲ့ပါတယ်။စစ်ကောင်စီရဲ့ဒီလုပ်ရဟာနိုင်ငံတကာကလာမဲ့အကူအညီတွေကိုပိုပြီးကြံ့ကြာမှုဖြစ်စေတယ်လို့လေလာသူတွေကမှတ်ချက်ပေးပါတယ်။ US ကအကူအညီတာကတော့စစ်ကောင်စီနဲ့ပတ်သက်နေသမျှသူတို့လက်ထက်ကနေဆိုရင်တော့ပြည်သူလက်ထက်ကရောက်ဖို့အနေမှာပါပဲ။ပြည်သူပြန်ဒုက္ခပေးမဲ့အထဲပဲဒီကော င်တွေအသုံးပြုဖို့များမှာပဲလူသားစာနာကူညီမှုလာပေးတဲ့နိုင်ငံတွေအဖွဲ့အစည်းတွေနေနေလဲမြေပြင်မှာကိုယ်တိုင်ဆေးပြီးမပေးဘဲနဲ့ရော့ကွာမင်းတို့ငါကူညီတယ်ဆိုပြီးတော့ဒီနော်ကလည်းထက်ထက်လာရင်တော့ဒီပုံစံပဲတွားမှာပေါ့နော်အဲ့ဒါကတော့အစ်အစင်မပြေလောက်ဘူးလို့ကျွန်တော်တို့ထင်တယ်ပေါ့နော် ငလင်လောက်ခတ်ပြီးနောက်စစ်ကောင်စီထိန်းချုပ်ထားတဲ့မြန်မာနိုင်ငံအလဲပိုင်းမြို့တွေမှာအဓိကထိခိုက်ပျက်စီးခဲ့ပြီးသေဆုံးသူများခဲ့တာပါစစ်ကောင်စီထိန်းချုပ်နေမိတဲ့ကလူတွေကိုကူညီနိုင်မှုအရေးဟာအကူအညီပေးတဲ့နိုင်ငံတွေအနေနဲ့စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံမှုမလုပ်ဘဲကူညီဖို့မဖြစ်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်လက်တလုံးမြေပြင်မှာအရေးပေါ်အကူအညီလိုအပ်နေသူတွေကိုပြည်တွင်းကပြည်ထောင်စုအဖွဲ့တွေကပဲတက်ဆွမ်းသလောက်ကူညီနေရတာဖြစ်ပါတယ် တက်ဆန်းသူရဲ့ကုညီထောက်ပံ့ရမယ့်တာဝန်ရှိတဲ့အတွက်ကျွန်တော်တို့လက်လန်းမှီတဲ့နေရာတွေမှာကုညီနိုင်သလောက်ငလျင်ဒဏ်ပြင့်ပြီးသူတွေအတွက်ကျွန်တော်တို့ဆောင်ရွက်လို့ရနိုင်သမျှနီလန်းပေါင်းစုံနဲ့ကုညီထောက်ပံ့တွေရရှိသွားအောင်ကျွန်တော်တို့ဆောင်ရွက်သွားမယ်လက်တွေလည်းဆောင်ရွက်နေပါတယ်ဆိုတာကိုပြောကြားလို့ပါတယ် မြန်မာငလင်ဘေးအတွက်နိုင်ငံတကာအကူအညီတွေဝင်ရောက်မှုတွက်လက်မြန်ဆမှုမရှိတာဟာပြည်တွင်းပြည်ပခတွေနဲ့သက်ဆိုင်ပြီးပြည်သူတွေစီကိုအကူအညီလက်ဝဲရောက်ရည်အတွက်အကူအညီပေးတဲ့နိုင်ငံတွေနဲ့ဖွဲ့စည်းတွေကညီလန့်ရှာဖွေနေရတာကြောင့်ဖြစ်တယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ်။လက်တလောငလင်ဘေးပြဿနာမှာတော်လှန်ရေးအစုဖွဲ့တွေနဲ့စစ်ကောင်စီတို့ကိုနှစ်ဖက်မျှပြီးဆက်ဆံတဲ့မူဝါဒကိုနိုင်ငံတကာဖွဲ့စည်းတွေကအသုံးပြုချဉ်းကပ်နေတာတွေ့ရပါတယ်။ကျွန်တော်တုဒ္ဒချန်တာပါ။ ဒီဗီယူမြင့်တန်ကြတဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးအီနွယ်ပါကြီးစုနာအစင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်